နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စခန်းသိမ်းတိုက်ပွဲတွေကနေထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအလုံးကိုထိုင်းစစ်တပ်က BGF ထံကိုပြန်လည်လွှဲပြောင်းပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ28ရက်နေ့မှာအကြမ်းဖက်စစ်တပ်ရဲ့ဗလဲတိုတပ်စခန်းကနေထိုင်းနိုင်ငံနယ်ကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သား62ဦးကိုထိုင်းစစ်တပ်ကမြောက်ရီမြို့မှာရှိတဲ့ကရင်နယ်ကြားဆောင်တပ် BGF ထံကိုပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။ Matchla, AB လနဲ့အခုမေလအတွင်းနေမှာထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့အကြမ်းမဆက်တက်ရဲ့ပူလူတူခလဲ့ဒီတခေါပီခွေမော်ဖားသူစခန်းတာလေစခန်းမေလစခန်းမော်ဖိုးကေစစ်စခန်းနဲ့ဗလဲတိုစခန်းများကန်နဲလေးစခန်းရွှေအေးမြိုင်စခန်းနဲ့စစ်ကူလာတဲ့စစ်ကြောင်းများကို KNU က ဇက်တိုက်တိုက်ခိုက်သိမ့်ပိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးစခန်းသိမ့်တိုက်ပွဲတွေအတွင်းမှာအကြမ်းမဲ့စစ်ကောင်စီတပ်သားများကထိုင်းနိုင်ငံဘက်အချမ်းကိုဝင်းရောက်ထွက်ပြေးနေခြင်းဖြစ်ပြီးတော့ထိုင်းစစ်တပ်ကလည်းထွက်ပြေးတိမ်းရှောင်လာတဲ့စစ်ကောင်စီတပ်သားများကိုဇက်တိုက်လိုက်လံဖမ်းဆီးနေကာကရင်နယ်ကြားဆောင်တပ် BGF ထံကိုလွှဲပြောင်းပေးဖို့နေတယ်လို့သိရပါတယ်။ဒါအပြင်မေလ28ရက်နေ့ကလည်းစုံစည်းမြိုင်မှာအင်အား82ဦးပါတယ်အကြမ်းမဲ့စစ်တပ်စစ်ကြောင်းကို KNLA ဦးဆောင်တဲ့တော်လိုင်းတပ်များကပိတ်ဆို့တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား22ဦးဟာလည်း ထိုင်းနိုင်ငံအတွင်းကိုထွက်ပြေးသွားပြီးတော့အဲ့ဒီစစ်ကောင်စီတပ်သားများကိုလည်းထိုင်းစစ်တပ်ကမြန်မာနိုင်ငံဘက်ကိုပြန်လည်လွှဲပြောင်းပေးဖို့အတွက်လှုံ့ဆော်နေတယ်လို့သိရပါဗျာ။ ဗလဲတော်ကထွက်ပြေးလာတဲ့62ယောက်ကတော့မြောက်တွေကိုပြန်ပို့ပေးတယ်။စုံစည်းမြိုင်က22ယောက်ကတော့စစ်နေတယ်။နောက်ထပ်မိသားတွေလည်းထိုင်းဆက်တဲ့ကစစ်နေပါတယ်။ဝေါ်လီဗျူဟာပြန်ပို့မလား။မြောက်တွေနေချာကော်မတီကနေတဆင့်2ခွန်5ကိုပြန်ပို့မလားဆိုတာတော့မသိရသေးဘူး။အခုကဒီနေ့မိသားတွေလည်းစီးရင်တော့မသိရသေးဘူးလို့ဒေတာရင်းတော်လိုင်းအေးသတင်းအင်းမေကပြောပြထားပါဗျ။လက်ရှိအချိန်မှာကရင်ပြည်နယ်အတွင်းမှာရှိတဲ့မြဝတီဖျားတုံးစုကော့ဂရိတ်ဂျုံတုံးဖပုံတန်တောင်ဒေသများမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNL မဟာမိတ်တပ်များကြား တိုက်ပွဲများဇက်တိုက်ဖြစ်ပွားနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ